ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိသက်တွေအားလုံးမင်္ဂလာပါတောက်လျှောက်ခြေစွမ်းပြန်ထက်နေပြီးတော့ရလဒ်ဒီဇတိုက်ကောင်းနေတဲ့ Manchester City ကအိမ်ကွင်းမှာ Borussia Dortmund ကိုကူးပြတ်နိုင်ခဲ့တယ်။ဒါ Dortmund ရဲ့ဒုတိယပိုင်းမှာ၄ရောက်ပြောင်းလိုက်တဲ့အပြောင်းအလဲကြောင့်သာ City တကူးပြန်ပေးရပေမဲ့တပွဲလုံးအတိုင်းအတာနဲ့ ပွဲရဲ့90ရာခိုင်နှုန်းလောက်ကို City ကကောင်းကောင်းစုံမထားနိုင်ခဲ့တယ်။ဒါတော့မှဂိုးပြန်ပေးလိုက်ရလို့ Guardiola အပြောင်းလဲပြန်လုပ်တယ်။အဲ့မှာပဲသူတို့တကူပြန်ရပြီးတော့အဆုံးသတ်မှာ City perfect game ဖြစ်တယ်။ဒါကဂိုးသမား Gianluigi Donnarumma ရဲ့တချို့အရေးပါတဲ့ decision တွေဒါအပိုင်စိတ်သွားတဲ့အလုံးတွေကလည်း Man City အတွက်ဒါတက်တရာရသွားပေမဲ့ဒီနေ့ထုံးစံအတိုင်းပေါ့လေ City ရဲ့တိုက်စစ်ကဂိုးသွင်းထက်မြက်ဆဲဖြစ်ပြီးတော့ Erling Haaland ကဘယ်လိုပြောမလဲ ဆိုတော့အခု Manchester City ကဒါဘယ်လိုပြောမလဲဆိုတော့ game management ကောင်းတယ် attacking တော်တော်လေးကောင်းတယ်ဒီနေ့လူချင်းနဲ့တိုက်စစ်အတွေ့ကအကုန်ကိုးရတယ်ဆိုတော့ Guardiola လက်ထက်မှာအခုတီးတသာခြေစွမ်းထက်လာတဲ့ကစားသမားက Jeremy Doku ရဲ့စာချုပ်တစ်ချုပ်ဆိုပြီးကြတဲ့ကနေ Savinho လည်းတော်တော်လေးကောင်းသွားတယ်သူတို့နှစ်ယောက်ရဲ့တိုင်မန်တောင်မန်က natural တောင်မန်တိုက်စစ်ကစားသမားတွေဖြစ်ပြီးတော့ Haaland ကအလဲမှာနေတယ်။ Haaland ဆိုရင်အခု November ဒါစုစုပေါင်းမှာ6ရက်ပဲရှိသေးတယ်။ ဒါဒီဥရောပမှာဆို9ရက်ပေါ့လေနိုဝင်ဘာ9ရက်မှာနိုင်ငံလေဝေးစင်နဲ့ကလပ်တွေ29ခုတည်းတွင်းတယ်ဒီနေ့ဟာလန်တွေ record ကဒီနေ့တကူထပ်သွင်းနိုင်တဲ့အတွက်ကြောင့်ဒါ RB Salzburg မှာရော Borussia Dortmund မှာရော Manchester City မှာပါ Champions League 5ပွဲဆက်တိုက်တွင်းနိုင်တဲ့ကလပ်သုံးသင်းမှာတွင်းနိုင်တဲ့မှတ်တမ်းအစ်ကိုရေးထိုးနိုင်တယ် Guardiola အသင်းမှာအခုဒီနေ့ Rinder ပြန်ပါပြီးတော့ကွင်းလေကဒါ Nico Gonzalez ပဲဆက်ကစားပြီး Foden နဲ့ Rinder ကို Doku နဲ့ ဘက်ကဒီ seven မျိုးကစားတဲ့ခန်းစစ်ကတော့ Nico O'Reilly ကိုနေရာထပ်ပေးပြီးတော့မှ Jesco Guardiola ကို John Stones နဲ့ကစားပြီးတော့ဒါ Matthew Nunes ကတော့ right back ကိုတောက်လျှောက်နေရာရတယ်ဆိုတော့ Dortmund ဘက်က Girasse ကိုထောင်ထားပြီးတော့မှဒါ Marcelia မျိုး BR Bra နဲ့ Kirin Adimi Adiyemi ပေါ့လေသူတို့ရဲ့ pace နဲ့သူတို့လုံအားတွေကောင်းတာမှန်တယ်ဒါကျွန်တော်ခုနပြောသလို့ လူကစားမလူစား၄ယောက်လဲတဲ့အချိန်ကြာမှာပဲနီကိုခိုးဘက်အသင်းကမန်စီးတီးကိုဒုက္ခပေးနိုင်တာတပွဲလုံးတိုင်းတာနဲ့စီတီစိတ်ကြိုက်ကစားတယ်မနစ်ကဒေါ်မန်နဲ့တွေ့တဲ့အချိန်ထက်တောင်ပိုကောင်းအောင်ကစားနိုင်ခဲ့သလိုဒီနေ့စီတီက chance after chance after chance တောက်လျှောက်ရတယ်မန်ချက်စတာစီတီဒါနောက်ထပ် perfect game ကစားတယ်တခုပဲပေါ့လေဂျန်လူဂျီဒူနာရူမာ clean sheet မရခဲ့ဘူးပေးလိုက်ရတဲ့ goal က cross ကတော်တော်ကောင်းတယ် လုံးဝမတန်တယ်ဒါမှဒီကြားထဲမှာသူတို့ရေယာဆန်အပိုင်ကန်ခွင့်ရတဲ့အလုံးအပါဝင် half chance နှလုံးသုံးလုံးလောက်လေတော့မှပြန်ရတယ်ဂျန်လူဂျီဒူနာရူမာဒါကိုအပြင်ကိုထွက်ပြီးတော့ခါနီရှူမမင်ကအလုံးကိုတစ်ခါထွက်ကာတာတပါဝင်ဒါပေမဲ့ အားလုံး overall ကြည့်ရင် city တော်တော်လေးကောင်းတယ်ဒါပထမပိုင်းမှာတည်းကစိတ်ကြက် easy ကစားတယ်ပွဲကိုစုံမထားတယ် Manchester City ကပထမ22မိနစ်မှာ Rinder ဖန်တီးပေးတာကနေ Foden သွင်းတယ် Foden က Diarte မှာ Premier League မှာ Manchester United ကိုကိုးသွင်းတာကလွဲရင်တောက်လျှောက်ကိုးပေါက်ပျောက်နေပေမဲ့ Champion League မှာတော့ Foden ကပုံစံကောင်းပြသနေစေဖြစ်တယ်ဒီနေ့သူတယောက်တည်းနှစ်ကိုးသွင်းတယ်သူ့ရဲ့ twin goal နှစ်ကိုးစလုံးကို Rinder ကဖန်တီးပေးပြီးတော့ Jeremy Doku ချပေးတဲ့အလုံးကတော့ Haaland ရဲ့ typical Haaland ပဲ ဒုကူဆွဲထွက်လာတဲ့အထဲကိုချပေးတဲ့ဟာလန်ကဘန်မဲဒါဒီနေ့အယ်လင်ဟာလန်ကပတိန်ဖြစ်ကစားခဲ့ပြီးတော့သူ့အတွက်ဒါချန်ပီယံလိမှာ၅ခုမြောက်ဂိုးကိုထပ်သွင်းတယ်။ဒွိနလဖြစ်တဲ့ဂျော့ဒန်ဒုတိယပိုင်း59ဒီ3ခုပြတ်မှာဘူရီရှတ်တော့မှာဘာအဖြေမှမရှိဘူး။အဲ့မှာနီကိုဂိုးဘက်ကကစားမ၄ယောက်တိတိလေးတယ်။အဲ့ဒီနေရာမှာအဲ့၄ယောက်ကဒါပတ်စကယ်ဂရော့စ်ရဲ့ဂျိုးဘာလင်ဂန်ရဲ့ အမရိချန်ရဲ့ကာနီရှိုမမန်ကဝင်လာတဲ့အခါမှာစီတီနည်းနည်းလေးပုံစံပြတ်သွားတယ်။အဲ့မှာစီတီနည်းနည်းလေး struggle ဖြစ်နေတဲ့ဟိုဘက်ကကိုးတကိုးတောင်ပြန်သွင်းလိုက်တယ်။အန်ထန်သွင်းသွားတဲ့ကိုးကတော့တော်လေးကောင်းတာဗောလေ။ cross town ရဲ့ area မှာအပိုင်ပိတ်တယ်။စီတီခံစစ်အားနည်းမှုကလည်းကိုးပေးရတယ်။အဲ့အန်ထန်ကိုးပေးလိုက်ရတဲ့အချိန်ကစပြီးတော့စီတီကအပြောင်းလဲပြန်လှုပ်တယ်။ဂွာဒီယိုလာကအဲ့မှာဒီ concept နဲ့မှာကိုးပေးရပြီးအချိန်မှာချက်ချင်းပဲသူတို့ဘက်ကအဓိကအကွင့်လေကစားမှာဒါဘယ်လိုပြောမလဲ။ဘန်နာဒူဆီလ်ဘာ Silva ရဲ့ပြီးတော့မှ Ryan Chucky ရဲ့ပြီးရင်ခန်စစ်ကဒါ Drew Lewis ကြီးရဲ့ဝင်လာပြီးတော့ Rinder ကိုထုတ်လိုက်ဒီ Ruben Dias ဆိုတာပြီး Rinder ကိုထုတ်လိုက်တယ်။အဲ့ကနေမှစပွဲက City Game ပြန်ဖြစ်သွားတယ်တောက်လျှောက်ပဲ။ကျွန်တော်ဒီ Ryan Chucky နဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့အချက်အများကြီးရှိတယ်။ဘာလဲဆိုတော့ဒီ chart တိတ်လေးကသူလူစားဝင်လာလေ သူသူ့ရဲ့လုံအားနဲ့သူ့ရဲ့ကစားပုံတော်တော်လေးထိရောက်တယ်ဘလုံးကိုဆွဲထွက်သွားတယ်ဥမာသူကြားသွားတဲ့ဂိုးတွေကိုကြည့်လို့ရှိရင်အဲ့လိုပဲဘလုံးကိုကွင်းလယ်ကနေဆွဲထွက်လာတဲ့အေရီးယားတွေကိုဘက်နဲ့ဝင်လာတဲ့ထိတ်ကြနေဖြက်ဖြက်ကန်တာကျွန်တော်ပြောချင်တာသူ့လုံနေဂိုးတွေကိုကြည့်လိုက်လို့ရှိရင်ထပ်ပင်းတွေပါရှားတယ်အေရီးယားဂိုးအေရီးယားထိတ်၁၈ကိုက်စီးထိတ်မှာချာကီဟာ right တခါကျရင်ညာနဲ့ကန်တယ်တခါကျရင်လဲဘယ်နဲ့ကန်မယ်ဘယ်ဒီချာတဲ့ရဲ့ဂိုးသွင်းစွိုက်ရည်နဲ့ clever ဖြစ်မှုတော်တော်လေးကောင်းတယ်ဆီလ်ဘာကတော့သူ့အတွက် champion league ပွဲတရာပြည်တယ်ဒါဆိုတော့သူ့ရဲ့ဒါနောက်ထပ် မှတ်တမ်းသစ်ကိုရေးထိုးနိုင်ပြီးတော့ Manchester City ကအိမ်ခွင်မှာ Borussia Dortmund ကို၄ဂိုးတကူနဲ့ဂိုးပြတ်နိုင်တဲ့အတွက်ကြောင့်သူတို့လည်းအခုလောလောဆယ် Champion League မှာရလက်ကောင်းပိုင်ဆိုင်ထားပြီးဒါ၄ပွဲမှာ၁၀မှတ်နဲ့ဒါလောလောဆယ်မှာအဆင့်၄နေရာမှာရပ်တည်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်